ပြင်းနေဝါနေတာစားရအရမ်းများဝါနေအခုကအရက်တွေမတောက်တော့ဘူးလေအရက်ပြတ်လိုက်အရက်ပြတ်အရက်ကအလက်ကျိတ်အလက်ကျိတ်ဖြစ်တော့အရက်ကတောက်လို့မရတော့ဘူးအရက်ကပြတ်သွားတာမဟုတ်တောက်လို့မရတော့ပြတ်သွားတယ်တောက်မယ်လေစင်မြေတောက်မယ်အခုကတောက်လို့မရတော့တာဘာလို့တောက်လိုက်တာလည်းမျက်နှာကျဲပြီးအလက်ကျိတ်တွေဖြစ်သွားတော့အရက်မတောက်တော့ဘူးရက်20လောက်ရှိပြီပြောင်းဝါကတောက်ဟိုပါဘောမျက်နှာစပိန်းစီနဲ့အုတ်ထုတ်နဲ့ဒီအခုဆိုရဲရဲနေပြီတဲ့လားမနေ့ကစီးသားလို့လေအလက်ကျိတ်ဖြစ်တော့ဘာမသိလေတော့ကြာတော့အလွယ်ဖြစ်သွားတတ်တာဘောဘယ်နေတတ်မလဲဒါပေမဲ့အခုတော့ ရက်မတောက်တာစပိန်ဆိုလည်းရက်မရက်မတောက်တဲ့အခါမှာစပိန်ကိုလည်းပိုစည်းဝါနိုင်တယ်ရက်တောက်တဲ့အချိန်မှာအရင်တော့အာစပိန်ပြည်သူ့ရင်မြေတပတ်ပဲစီးရင်ဆိုရက်မတောက်တဲ့အချိန်မှာစပိန်ပိုစည်းနိုင်တယ်ခမင်းပိုစားလို့ကောင်းတယ်ပိုလဲအဲ့လိုကောင်းတယ်ရက်မတောက်တာပိုနေလို့ကောင်းတယ်လို့ဖြစ်သွားပြီပေါ့ဖြစ်နိုင်ပါ့ရဲ့ပေါ့ဖြစ်နိုင်မဖြစ်ဘူးဖြစ်သွားတာမဖြစ်လို့လည်းမရဘူးဟုတ်ကဲ့မင်္ဂလာပါဘီယာဝယ်တဲ့တခုနဘီယာတက်တာဘာတူလဲဘီယာဝယ်တဲ့တာဘာတူ အပြတ်တက်ယူမဟုတ်လားအဲ့ဒါသမဖြေတော့ဘူးဟောအပြောဒီ fashion ကြီးအရန်အောင်မိုက်နေတယ်ပြောပြ fashion ဟိမန်နေဝယ်ပေးတာဟိမန်နေဝယ်ပေးတာကြာပြီသူစိတ်ကဝယ်လာပြောတယ်အဲ့ဒါနဲ့ဝယ်လာပြန်ပြည့်နေသလားလို့ပြတ်တာပြည့်နေဝနေတာစားရအရင်များဝနေအခုကအရက်တွေမတောက်တော့လေအရက်ပြတ်လိုက်အရက်ပြတ်အရက်ကအလက်ကျိတ်အလက်ကျိတ်ဖြစ်တော့အရက်ကတောက်လို့မရတော့ဘူးအရက်ကပြတ်သွားတာမဟုတ်တောက်လို့မရတော့တာပြတ်သွားတဲ့သူတောက်မယ်လေ ်ဆင်ပြေတော့အခုကတောက်လို့မရတော့တာဘာလို့တောက်လိုက်တာလည်းမျက်နာကျဲပြီးအလက်ကြီးတွေဖြစ်သွားတော့အရင်မတောက်တော့ဘူးရက်20လောက်ရှိပြီအေးမသိဘူးအဲ့တော့ဆရာဝန်ကတောက်ဟိုပေါ့မျက်နာစပိန်းစီနဲ့အုတ်ထုတ်နဲ့ဒီအခုဆိုရဲနေပြီတဲ့လားမနေ့ကစီးသားလို့လေအလက်ကြီးဖြစ်တော့မသိလေတော့ကြာတော့အလွယ်ဖြစ်သွားတတ်တာပေါ့ဘယ်နေတတ်မလဲဒါပေမဲ့အခုတော့အရင်မတောက်တာစပိန်းဆိုလေရက်မရက်မတောက်တဲ့အခါမှာစပိန်းကိုလေပိုစီးွားနိုင်တယ်ရက်တောက်တဲ့အချိန်မှာအရင်တော့ စပိန်ပြည်သူ့ရင်မြေတပတ်ပဲစီးရင်ဆိုရင်မတော့တဲ့အချိန်မှာစပိန်ပူစီးနေတယ်ခမင်းပူစားလို့ကောင်းတယ်ပူလဲအဲ့လိုကောင်းတယ်အရင်မတော့တာပူနေလို့ကောင်းတယ်လို့ဖြစ်သွားပြီပြနိုင်ပါ့ဘာဖြစ်နိုင်မဖြစ်ဘူးဖြစ်သွားတာမဖြစ်လို့လည်းမရဘူးအလက်ကြီးကဘလို့တွေလဲနည်းနည်းပြပြပြီးအမျက်နှာရဲတာပေါ့အုတ်ထုတ်ပွန်သွားတာလေအုတ်ထုတ်ပွန်သွားပြီးတော့အလက်ကြီးဖြစ်ပြီးတော့အဲ့လိုမျက်နှာအမြဲရဲနေတာ ီကားလေးပေါ့ငါနှစ်ကြာမှပြန်ရိုက်တဲ့ကားလို့ပြောတယ်နည်းနည်းလေးပြောပြောဘာကြောင့်လက်ခံကျစ်တာလဲဒီကားအဲ့မှာတဲတဲပေါ့တဲတဲဆိုတာဖူးဖူးရဲ့ညီမတဝမ်းခွဲပေါ့ကွာသားကလေးတွေလူငယ်တွေရိုက်မယ်ကွာရှင်းရှင်းပြောကားတော့သိမ့်မရချင်တော့အဲ့အေးအတွားရမယ်ဆိုပြီးကြည့်တော့ဒီကလေးတွေဇလန်းနေရောပြုတ်ဆောင်တဲ့ကလေးတွေအကုန်လုံးကောင်းတယ်လေကွာလူငယ်တွေလည်းအားပေးကျင်တယ်လူငယ်တွေရဲ့အခြေအနေလည်းကြည့်ကျင်လို့ရက်ဖြစ်သွားတာဆိုတော့တူမာလေးကြောင့်ရက်ဖြစ်တာလားလူငယ်တွေအားပေးကျင်လို့ရက်ဖြစ်တာလားတူမာလေးကြောင့်ရက်ဖြစ်တာလည်းပါတယ်လူငယ်တွေအားပေးကြောင့်အားပေးကျင်လို့လူငယ်တွေအခြေအနေကြည့်ကျင်လို့ရက်ဖြစ် ဒီတယောက်ဘာဘယ်ရတယောက်လဲမဲမျက်စိတော့မျက်စိတော့မိတ်ပြာဘာတော့လဲမကင်းသမားလားအဲ့မှာအဲ့ဒါကြောင့်မို့ရက်ဖြစ်သွားတာသူတို့လေ့လာတာပေါ့ကောင်းတယ်တကယ်ကောင်းတာမကောင်းတယ်ဆိုတာကောင်းတယ်လို့အလကားအသက်လွပြောလို့မရသဘောပါလားတကယ်ကောင်းမှကောင်းတာလေငွေရိုက်တာဖန်တီးရဖြစ်တယ်ဆိုလေဥပစာကိုဆွဲဆောင်စေတဲ့အချက်ပေါ်ဒီကဘာကြောင့်များရိုက်ဖြစ်ဖို့အတွက်စိတ်စိတ်ထဲမှာဖြစ်သွားတယ်ပေါ့ဒီကားလေးကြတာလေအဲ့မှာသူတို့လူငယ်တွေလည်းဖြစ်တယ်နောက်ပြီးသူတို့ကဟိုပါပေါ့ ဒီအရင်တော့အဲ့လိုမျိုးတွေမရှိဘူးကွာသူကဇန်ညွန့်ဖတ်တာဇန်ညွန့်ဖတ်ပြီးအဲ့ဘလို့ခေါ်လဲမရက်ခင်အစကွစ်ကိုဇန်ညွန့်နေဖတ်ပြီးတော့တယောက်တယောက်အဲ့လိုပေါ့ discuss လုပ်တာပေါ့ဥဘဘရသာဘယ်မှာတိရောသွားမှာအဲ့မှာကွာအံ့ဩဝါတာကိုရိုရောကမရှိဘူးလေဥညိရောဒီမင်းဒရိုက်တာတွေတော့ရိုက်ကွင်းချမဒါလည်းကိုသူကတင်ပြရလေသူကကျွတင်ပြင်စင်တာပေါ့တေချာစနစ်တကျကိုကိုကရက်တာကိုမိအောင်သူကအဲမရက်ခင်တည့်ရမှာသူက ဒီ freeway meeting ဆိုပြီးတော့ခေါ်ပြီးတော့အဲ့ဒီကားထဲမှာ character ကိုဇာညွန့်တွေကိုဖတ်တော့ဘောပါလားသူပြင်ဆင်နေအာအရန်ကောင်းတယ်ဒါမှမဟုတ်ဒီကားကောင်းတယ်လို့ပြောတာလေကျိုးသားအားထုတ်မှုလည်းကောင်းတယ်ဇလန်းလည်းကောင်းတယ်ဆိုည9နာရီဆိုအိမ်နေကြလို့ပြောတယ်အဲ့ကားက9ရက်ဆက်တိုက်ပေးဖဲနဲ့ရိုက်ခဲ့ရလို့ပြောတယ်မီတို့ခိုင်အဲ့ဒါလည်းပြောပြောဘလို့ကိုတော့ကိုပြောတယ်တညာလုံးအဲ့တော့လေးနဲ့လောက်ဆိုရက်လက်တော့လို့မရဘူးအဲ့ဒါနဲ့တညာလုံးတညာလုံးတညာလုံးနေရိုက်6လောက်ကြတော့ဖျားပါဖျားပါ3ရက်လောက်3ရက်လောက်ဖျားပါဖျားပါ ူကတော့ခံနိုင်ရှိတယ်လေကိုကတော့အဲ့လိုခံနိုင်မရှိဘူး။အဲ့ကားထဲမှာကိုယ်သဘောကျတဲ့တယောက်ဆောင်တက်လေးတွေဘယ်သူတွေရောကိုယ်သဘောကျလဲပေါ့တွဲရိုက်တဲ့ပြင်မှာ။တူမဆိုတော့ဖူးဖူးကိုကြိုက်တယ်ခုနကဘယ်သူလဲနေဆိုးအောင်ခုနကဘယ်သူလဲတိန်လင်းဆိုးနော်ဟိုကြိုက်ပါလေခလေးသူ့ character နဲ့သူကောင်းတယ်။ကိုကသူတို့အပြိုင်ပေါ့ဘလို့လိုက်လုပ်ခဲ့ရလဲပေါ့ကိုလည်းပြန်ကြပါပြီ။အပြိုင်တော့မဟုတ်ဘူးကိုကကိုယ့်ရဲ့ character ဒီခလေးတွေကိုအဲဒီလိုသွားအောင်လာကိုကမြှောက်ပေးရတာပေါ့ organizer ပေါ့အဲခလေးတွေကအဲ့ဒါကိုကိုပြောတဲ့ဟာကို motivate သူတို့ ဒီကိုပြောတဲ့ဟာကိုမူတည်သူတို့ idea လုပ်သွားကြတာပေါ့